နိုင်မဲစတိုရီ channel ကိုအားပေးနာစေနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းလေးကတော့စာရည်သူတာတီရေးသားထားတဲ့ဝိညာဉ်ဆုပ်တဲ့နတ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်ရိုင်းကတင်ဆက်ပေးသွားမှာပါဗျာဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့နိုင်မဲစတိုရီ channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်ဖို့အတွက် ပရိသတ်တို့ကဘိနောက်ကနူဒီဘဲလေးကိုနှိပ်သွားကြဖို့အတံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာကစုံလာမှာကျဲတဲ့နန်းတွေကဝါဆူဝါကောင်မှနှုတ်ရတော့ဗောဗျာပြီးရင်နန်းပြန်ဆိုက်ကြတာဗောပြီးခဲ့တဲ့တပေါင်းလာကကျုပ်တို့ရဲ့ရွာရွှေတောင်ကုန်းဘုရားပွဲမှာပွဲတင်တဲ့အထဲမှာလေးမျက်လက်ပွဲပါရေးဗျာမျက်လက်ဆရာရဲ့နာမည်ကပြင်ဆက်လက်ဆရာညိုရေးဗျာရုံဝင်ပေါက်မှာအနောက်တိုင်းဝိဆုံကိုစက်မှတ်ကြကြဝဲထားတဲ့ဆရာညိုရဲ့ပုံကြီးတွေချိတ်လို့ဗောဗျာဆိုင်ဘုံကြီးတွေမှာပြင်ဆက်လက်ဆရာညိုမျက်လက်ဆိုတဲ့ ရောင်စုံစားလုံးကြီးတွေကလည်းပရိသတ်ကိုတော်တော်ဆွဲဆောင်နိုင်တာဗျ။ပြောက်ပတ်ပေါင်းကိုရေမတွက်နိုင်အောင်ပြရည်ဆရာကြီး။မြက်လေကိုမိုးလင်းအောင်ပြနိုင်ငယ်ဆိုတော့စဉ်းစားတာကြည့်တော့ဗျာ။မြက်လေတာပြောတာပါဗျာ။မွေလည်းမဲလေပါသေးတယ်ဗျ။မွေတွေကိုလှလှပပကာခိုင်းနိုင်တဲ့လူတွေပဲဗျာ။မွေလည်းမဲပြတာကတော့ပြင်ဆက်လိုက်ဆရာညုံမဟုတ်ဘူး။တခြားဆရာတယောက်ဗျာ။ တို့တို့ရွာသားတွေဆိုတော့တပေါင်းလာကပြသွားတဲ့မြင့်လေအချောင်းကိုအခုထိကိုပြောလို့မပြီးနိုင်အောင်လို့ဖြည့်ပြီးတော့ကြံရင်ခဲ့တာဗျ။လာမင်းနေဘရားပွဲမှာပြည်စလိဆရာညိုမြင့်လေနညထဲ့ပေးဖို့တောင်းဆိုနေကြလေရဲ့ဗျ။ဆရာညိုရဲ့ပြခွက်တော်တော်များများကမှော့ပညာတွေဗျ။ကျုပ်ကတော့သိတာပေါ့ဗျ။ဒါပေမဲ့မှော့ပညာကိုမြင့်လေပြခွက်ဖြစ်အောင်လို့ပြောင်းပြီးတော့ပြသွားတဲ့ပြည်စလိဆရာညိုကိုကျုပ်ကလည်းချီးမွမ်းနေဗျ။ဆရာညိုရဲ့ပြခွက်တွေကိုကျုပ်ကလည်းကြိုက်တာပဲဗျ။ ကျုပ်ကြိုက်ဆုံးပြောက်ကွက်တွေကိုပြောရအောင်မေးပြဆရာညိုကဥရောပဝိဆုံကိုစမှတ်ချက်ချဝေထားတာဗျလူအားလဲအရက်ရှိရှိပိမ့်ပိမ့်ပါပါမျက်နာကလေးတော်တော်လေးခန့်ညာပြီးတော့တည်ကြည်တဲ့လူပါပဲဗျငကံမွေတက်တဲ့ပါရဲဗျဆရာညိုဇက်စင်ရှိကိုထွက်လာကြတဲ့ကရုံပြေရုံရှံအားပေးကြတဲ့ပရိသတ်ကြီးကလေဆရာညိုကိုလက်ခုပ်တီးပြီးတော့ကြိုးစုံလိုက်ကြတာဇူညံသွားတော့တာပဲဗျဆရာညိုရဲ့လက်ထဲမှာလမ်းလျှောက်တုတ်ကောက်လေးတစ်ချောင်းကိုကိုင်းလို့ဗျတကလဲအိုးထုပ်အနက်စောင်းထားတယ် လမ်းကြောင်းဥတုကိုလက်ထဲမှာဟန်ပပလွှဲရင်းနဲ့ဟန်ပပထွက်လာတဲ့ဆရာညိုကခေါင်းမှာဆောင်းထားတဲ့ဥတုကိုချက်ပြီးတော့ပရိသတ်ကိုဥညွတ်ပြီးတော့နှုတ်ဆက်လိုက်တယ်ဗျဆိုင်းဝင်းကလေးဆရာညိုရဲ့အမူအရာနဲ့လိုက်တယ်ဒီလုံကိုဒီလိုပေါ့ဗျဆရာညိုကလေးဇက်စင်ရဲ့အရှိတက်တွေကပရိသတ်ကိုတစ်ချိန်ဇက်စင်ရဲ့ဘဲဘက်ချမ်းကပရိသတ်ကိုတစ်ချိန်ဇက်စင်ရဲ့ညာဘက်ချမ်းကပရိသတ်ကိုတစ်ချိန်လုံးချိန်တီတီဥညွတ်ပြီးတော့နှုတ်ဆက်တာဗျပြီးတော့နေဆရာညိုကနောက်ကိုခြေတလန်ဆုပ်လိုက်တယ်ဗျပြီးတော့နောက်ထပ်ခြေတလန်ထပ်ဆုပ်တယ်ဟော့ ဒါဘလို့ဖြစ်တာတော့ဟာမွေကြီးမွေကြီးဒုက္ခကနေပြီးတော့မွေကြီးဖြစ်သွားပြီဟာပထမပြောလိုက်တဲ့ဟာဒါဘလို့ဖြစ်တာတော့ဆိုတာကတော့ဆရာညိုပြောတာဗျမိုက်ထဲကနေထွက်လာတဲ့အတန်းဒုတိယဟာမွေကြီးမွေကြီးဒုက္ခကြီးကမွေကြီးဖြစ်သွားပြီဟာဆိုတာကတော့ပရိသတ်ရဲ့အတန်းပြဟုတ်ပါဗျာဆရာညိုရဲ့လက်ထဲမှာဟန်ဘာဘာကင်လိုက်တဲ့ဒုက္ခကြီးကချက်ချင်းကိုမွေဖြစ်သွားတော့တာဗျဆရာညိုကလည်းကြောက်လန့်သွားတဲ့ပုံနဲ့ဇက်ကုံပုံမှာလှုပ်ပြရတယ်ဗျလက်ထဲကမွေကိုဇက်စင်ရဲ့ကြမ်းမြေမော်ကိုပြစ်ချတယ်မွေကလည်းပပင်းကြီးထောင်လို့ဗျာ လူတွေဆိုတော့စူညံသွားတော့တာပဲဗျ။အဲ့ဒီအချိန်မှာဘင်ထုတန်လေကွင်းသီးတန်စီးချက်ကမှန်မှန်တီးပြီးနေတာဗျ။ဇာညိုကလည်းမွေကြီးကိုလက်ဝါးထောင်းပြပြီးတော့ညှို့တယ်လို့မျိုးလှုပ်တယ်။မွေကလည်းပပင်းကြီးထောင်းနေရကနေတပြေးပြေးပပင်းပျောက်သွားတယ်ဗျ။ခေါင်းကိုကြမ်းပြင်းမှာချပြီးတော့ဆန့်ဆန့်ကြီးလှုပ်ထားတယ်ဗျ။ဇာညိုကမွေနှောင်းကိုကတ်သွားပြီးတော့လက်နဲ့တတ်တယ်လို့မျိုးလှုပ်ပြီးစကနေကောက်ကင်လိုက်တယ်။မွေမဟုတ်တော့ဘူးဗျ။ဒုတ်ကောက်ပြန်ဖြစ်နေပြီဗျ။သူထွက်လာတော့ကကင်လာတဲ့တစ်သားဒုတ်ကောက်ပြောင်ပြောင်လေးအတိုင်းပဲဗျ။ လှက်လိုက်တာဗျာဒုက္ခကနေချက်ချင်းမွေကြီးထားပြရတယ်လို့ဘွေကြီးပြိတက်ကလည်းသဘောကျပြီးတော့လက်ခုပ်တီးတော်တာပဲဗျာကျုပ်ကြိုက်တဲ့နောက်ထပ်ပြောက်ွက်တစ်ခုကလည်းယုံပြောက်ွက်ဗျာကျုပ်တကယ်ကိုအံ့ဩတာပါဗျာယုံဖြူကြီးဗျာအကောင်တော်တော်ကြီးတော့ ထိုင်လိုက်ရင်တော့တပည့်ကြော်ကြော်လောက်ကိုရှိမယ်တင်တယ်။ဆရာညိုရဲ့တပည့်ကလည်းပျောက်ကွက်ကိုအစင်းနဲ့ပြင်ပေးထားတာဗျ။ဇပွဲကုန်လေးတစ်ခုလုံးပေါ်မှာရောင်ပြူတစ်ကောင်ကိုတင်ထားပြီးတော့ဘေးမှာဖမ်းမလင်းတစ်လုံးလေးချပေးထားတယ်။ပလင်းကလည်းခမည်းတော်ကျုပ်တို့အိမ်မှာစီထည့်တဲ့ပလင်းမျိုးဗျ။ငပြောဘူးပလင်းလို့ခေါ်တာပေါ့ဗျ။ဆရာညိုကလည်းသူ့ရဲ့အိမ်ကြီးအိတ်ထဲကဘဝတစ်ထည့်ကိုထုတ်လိုက်တယ်။ခောက်ထားတဲ့ဘဝကိုခါပြီးတော့ဖြတ်လိုက်တယ်ဗျ။ဘဝကလည်းအနက်ရောင်လေးဗျ။ပြန်လိုက်တော့ဘွားကအတော်ကလေးကြီးသားပဲ။နှစ်ပေပတ်လေတော့ရှိမေးပါ။ ရွှေပွဲလာပြည်သက်ကြီးများအထူးစိတ်ဝင်စားမယ့်ပြောက်ွက်တစ်ခုပါ။ဒေါ်မော်တက်နဲ့ကြားရမှာပါ။ပြင်စလစ်မော်လို့ခေါ်တဲ့အသက်ပါဗျ။ဆရာညိုကလည်းမျက်လိုက်ဆရာတို့ရဲ့ဒုံးဆန်တိုင်းစကားတွေကိုတိုင်တိုင်ဝိုင်းဝိုင်းနဲ့အများကြီးကိုပြောတာပေါ့ဗျ။ဆရာညိုစကားပြောနေတော့မှနောက်ကနေပြီးတော့ပင်တန်နဲ့လင်ကွင်းတန်ကလည်းစီချက်လိုက်ပြီးနေတာဗျ။လူရရဲ့အာယုံကိုအပြည့်ဖန်းစားနိုင်တာပေါ့ဗျာ။ဆရာညိုကစကားပြောလို့ပြီးတော့မှဇပွဲပေါ်ကရုံဖြူကြီးကိုဖေးသားကြီးထိုင်လိုက်တော့ဟိ အဲ့လိုပြောလိုက်တာနဲ့ဇဝဲဘော်ကယုံဖြူကြီးကလေငေါကနေထထိုင်လိုက်တာဗျလူစကားကိုတေးတေးချာချာနားလေတယ်ကောင်းပါပဲဗျလက်ကလေးနှစ်ဖက်ကိုကွယ်ကွယ်လေးလှုပ်ပြီးငင်ငင်လေးထိုင်နေတာဗျဇာညိုကပါဇက်ကနေပြီးတော့ပရိသတ်စိတ်ဝင်စားအောင်ဇကားတွေပြောပြီးလက်မကင်ထားတဲ့ဘွားအနှက်နဲ့ယုံကိုအုပ်လိုက်တယ်။ခဏလေးပါပဲဗျာ။ပြီးရနေဘွားကိုပြန်ဖွင့်လိုက်တယ်။ဟာကြည်နေတဲ့သူတွေကလည်းထားပြီးတော့អော်ကြတာဗျာ။អော်တဲ့ထဲမှာတာတီလေးပါတာပေါ့ဗျာ။ယုံဟာသေးသွားတာဗျာ ိုးစိတ်ထင်တော့အရွယ်သားတဝက်လောက်ကိုငယ်သွားတာဗျာဆရာညိုကထိုင်းလျက်ကလေးရှိနေတဲ့ယုံပြူလေးကိုနောက်တစ်ခါပူအောင်အနှံ့နဲ့ထက်အောင်လိုက်တယ်ပြီးတော့ဖွင့်လိုက်တယ်ဟာဟုတ်ပါဗျာပရိဒတ်အော်မယ်ဆိုရင်လည်းအော်စရာပဲဗျာယုံကထက်သေးသွားပြန်ပြီဗျာကျိုးစိတ်ထင်ပူးလေးတစ်ကောင်တော့ပဲရှိတော်တယ်ဗျို့နောက်တစ်ခါထက်ပြီးတော့အုပ်တယ်ပြီးတော့ဖွင့်လိုက်ပြန်တယ်ဟာယုံပြူလေးကပူအားတစ်ခါအုပ်ရင်တစ်ခါထက်သေးသွားတာကျက်တစ်ကောင်တော့ပဲကျန်တော့တယ်ဗျို့ထက်အုပ်ပြန်ပြီးရောက်ဆရာညိုကကျက်ပြူလေးတစ်ကောင်တော့ရှိတဲ့ယုံကလေးကိုပူအားနဲ့ထက်အုပ်တယ် ဖွင့်လိုက်ပြန်ပြီဗျာဟာလက်တန်းတော့ပဲရှိတော့တယ်ဟိရုံမရှိတော့ဘူးကလုံးဝပျောက်သွားပြီနည်းနည်းဝေးတဲ့သူတွေကလည်းရုံကိုမမြင်တော့ပျောက်သွားပြီထင်ပြီးတော့ပြောနေကြတာဗျို့တယောက်တစ်ပေါက်နဲ့ကျုပ်တို့အညာသားတွေဝိုင်းအောင်နေကြတာပေါ့ဗျာဆရာညိုကလည်းဒါကိုကြားမှာပေါ့ဗျာလက်တန်းတော့ပဲကြံတော့တဲ့ရုံကိုယူပြီးတော့သူ့ရဲ့ဘယ်ဘက်လက်ဝါးပေါ်မှာတင်လိုက်တယ်ဗျာရုံပြူကြီးကတော့သေးသွားတာလားတီမာတိရဲ့လားမသိပါဘူးဗျာ ထိုင်နေတော့မယ်ဆရာညိုကလည်းဇက်စင်အရှိဆုံးကလူတွေကိုလိုက်ပြတယ်ပြီးတော့နေဇပွဲပေါ်မှာတင်ထားတဲ့ဖမ်းမလင်းအဖြူကိုကောက်ကင်လိုက်တယ်မြန်လေးဇရာပီပီပါဇက်ကတော့မနာရန်ပြောနေတာပေါ့ဗျာဒါလေးပရိသတ်ကိုဖမ်းစားရင်းနီးသမျိုးပေါ့ဗျာလက်တန်းလုံးရှိတော့တဲ့ရုံပြူလေးကိုနေရွယ်နှစ်ဖက်ကကင်ပြီးတော့ပလင်းထဲကိုထည့်လိုက်တယ် ရုပ်ပြတွေကပလင်းထဲမှာချောင်ချောင်ကြီးကြီးပဲဗျရှောက်သွားနေတယ်ဗျဇေယညိုရဲ့တပည့်ကလည်းငပြောဘူးပလင်းကိုကင်ပြီးတော့ဇက်စင်ဘောကဆင်းလာတယ်ဘွေးကြီးပြိတက်ဂျားရီမှာနှံ့အောင်လို့လိုက်ပြတယ်ဒီအချိန်မှာပဲဆင်ဘောကဆိုင်းဝိုင်းကလည်းကြီးမုံပေးနေတော့တတော်ကိုစိတ်ဝင်စားစရာပေါ့ဗျဟာဟုတ်ပါကွာရုံတည်တည်လေးဖြစ်သွားတာကွာဂျေရုံအညာသားတွေကလည်းလှုပ်ပြီးတော့သဘောကျတာပေါ့ဗျဘွေးကင်းထဲမှာနှံ့အောင်ပြပြီးတော့မှဇေယညိုရဲ့တပည့်ကဇက်စင်ဘောကိုပြန်တက်လာတယ်ဗျ ။ဇယံညိုကလည်းပလင်းကိုလဲချလိုက်ပြီးတော့ယုံပြူလေးကိုအပြင်ထွက်ခိုင်းလိုက်တယ်။ယုံပြူလေးကလည်းပလင်းလဲတိုင်းကနေပြီးတော့ဝမ်းရထိုးပြီးတော့ထွက်လာတယ်ဗျ။ဒီယုံကတော့ဇယံညိုပြောသမျှကိုအကုန်နားလည်နေတော့တာပဲဗျ။ဇယံညိုကလည်းလက်တန်းလောက်ရှိတဲ့ယုံပြူလေးကိုစပွဲပေါ်မှာတင်ပြီးတော့ကဲအဖေသားလေးစစောကထိုင်းတလူထိုင်းလိုက်ပြီးတော့ယုံပြူလေးကလည်းငုတ်တုံလေးထိုင်းလိုက်တယ်ဗျ။ဇယံညိုကပါးစပ်ကနေမန်တန်လူလူကားထားလူလူတွေကိုရွတ်တယ်ဗျ။ယောဒါကလည်းမြန်မာစကားနဲ့မဟုတ်ဘူးဗျ။ ဘာဘာသာစကားနဲ့ယုံမှန်မသိဘူးအဲ့လိုယုံရင်ကနေပြီးတော့သူ့ရဲ့ဘဝအနှက်နဲ့ယုံကလေးကိုအုပ်လိုက်ပြန်တယ်ဒီတခါတော့ဘဝကိုခဏခဏမဖွင့်ဘူးပြမန်နယ်ကိုပဲဆက်ယုံနေတော့တာဟောကြီးလာပြီကြီးလာပြီကွာဘွဲကြီးပြိတ္တကလည်းဝိုင်းပြီးတော့អော်ကြတာဗျာဟုတ်ပါဗျာယုံသေးသေးလေးကိုအုပ်ထားတဲ့ဘဝကတပိပိနဲ့ကြွတ်တက်လာတယ်ပြီးတော့ညှင့်လာတာပေါ့ဗျာခဏနေတော့ဇာညိုကလည်းယောတာဖတ်တာတွေရက်လိုက်ပြီးတော့ ဘင်းနဲ့လင်ကွင်းကိုခက်ချန်ချန်တီးခိုက်နေပြပြီးတော့မှဟမ်ဘာဘာနဲ့ဘွာနဲ့ကိုဖွဲလိုက်တာဗျဟာရုံမဟုတ်ဘူးကတိတ်ငတ်ကြီးလာလာကြီးပါကွာလာတော့မဟုတ်ပါကွာငါတုံးဆက်ကြီးပါဟုတ်ပါဗျအားလုံးကလည်းငကိုရွယ်ပြန်ရောက်နေပြီမဲ့ရုံပြူကြီးကိုကြည့်ဖို့စောင့်နေကြတာဗျဖွဲလိုက်တော့ရုံမဟုတ်ဘင်းနဲ့ငတ်ကြီးတကောင်ဖြစ်နေတော့တာတော်တော်ကိုအံ့ဩကုန်ကြတာဗောဗျအဲဒီမှာရင်ဆီယာညိုကသူ့ရဲ့တပည့်တွေကိုခေါ်ပြီးတော့ပြိတ္တကြောက်အောင်လို့မိုင်းနေမေးတာမျိုးဟဲ့ကောင်လေး မင်းတို့လောက်ရောက်မဲ့အလုပ်တွေတည်တည်ချာချာလောက်ကြရဲ့လားလောက်ပါလေရှာကြီးကိုမျိုးရှင်နေတော်ရှင်ရွာတော်ရှင်မြောက်ဘက်ရှင်မအနောက်ဘက်ရှင်မနဲ့မဖဲဝါပါမကြဲအောင်လို့တင်ကြမြောက်ကြရဲ့လားခွေဘွေတွေပေးကြရဲ့လားမဖဲဝါကအမဲသားဟင်ကြိုက်တယ်လို့ငါပြောထားတယ်မို့လားတည်တည်ချာချာကျွေးရဲ့လားအားလုံးလောက်ပါလေရှာကြီးအေးမင်းတို့ကသာလောက်တယ်ပြောနေတာဒီမှာကမောက်ကမောက်တွေဖြစ်ကုန်ပြီလေယုံကြည်ကြီးကိုယုံသေးသေးလေးဖြစ်အောင်လှုပ်ပြီးတော့ပလင်းထဲကိုတွင်းနေပြီးတော့ယုံကိုပလင်းထဲကနေပြန်ထွက်ခိုင်းပြီးတော့ငကိုရွယ်ရောက်အောင်လှုပ်တယ် အခုဖွင့်လိုက်တော့ရုံမဟုတ်ဘဲနဲ့စိုးရကောင်ဖြစ်နေတယ်။စိုးစိုးရကကောင်းငင်မှာဝဲတယ်တက်တော်ွားကွာဘလို့လုံပြီးတော့ဒီသပွဲပေါ်ကိုရောက်နေရတော့ကဲဟောဒီပြိတက်ကြီးတဲ့မှာလေပညာသေးတွေပါနေရင်ကျုံမြတာရက်ခံပါလေမနောက်ကြပါနဲ့ဗျာကျတို့ကတက်တဲ့ပညာလေးနဲ့အခုလိုမြန်လဲလက်လက်ပြင်စလဲဆိုတာလေးတွေကိုပြသပြီးတော့တဝမ်းတစ်ခါစားရတော့ရတာပါပြောတက်လို့နောက်တာပြောင်းတာဆိုရင်လေကျုပ်ကခွင့်လွတ်ပါလေဗျာပညာကိုပြန်ပြီးတော့သိမ့်မိပါဗျာကဲဟိုကောင်လေးမင်းတို့သွားကြတော့ ရန်ညိုကပြောလိုက်တော့သူရဲ့တပည့်တွေကကလကနောက်ကိုဝင်သွားကြတယ်ဗျခက်လက်လက်မှရက်နေတဲ့တပည့်တယောက်ပဲကြံနေတော့တယ်ဘင်းကလည်းမမှန်တီးပြီးတော့လက်ဝဲကလည်းမမှန်တီးပေးနေတာဗျဇီယညိုကလည်းသူ့ရဲ့ဘွားအမဲကြီးနဲ့ဇုံကြီးကိုအုပ်လိုက်ရဲ့ဗျပြီးတော့မန်တန်တွေရုတ်ပြန်ရောပြုခဏနေတော့ဇီယညိုကဟန်ပါပါနဲ့ဘွားကိုဖွင့်လိုက်ပြန်ရောဗျဟာမြောက်ကြီးကဘလို့ဖြစ်တာတော့ဟာတို့ရောက်မှာတော့ပညာသိမရှိပါဘူးရွာသူနောက်တာနေမှာပေါ့ဟာကျတို့အညာသားတွေကလည်းတယောက်တစ်ပေါက်ဖြစ်ကြုံကြတာပေါ့ဗျာ ျုပ်ကတော့ဆရာညိုရဲ့ပညာကိုမကြီးမိုးမဲနဲ့မနေနိုင်တော့ဘူးလို့ဆရာညိုကအံ့ဩတဲ့ဟန်နဲ့မြောက်ကိုကြည့်နေတယ်။ရွှေပွဲလာပရိသတ်ကြီးတို့ခမည်းတော်မြင်းနဲ့အတိုင်းပဲဗျာ။ကျုပ်ကတော့ရွာသူနှောင့်နေပြီဗျ။ခမည်းတော်ကြားတဲ့အတိုင်းပဲလေကျုပ်လည်းမြေတားရက်ခံတာပဲဗျာ။ဘလို့မှပြောလို့မရတော့ပါဘူးဗျာ။ဒီတော့လေကျုပ်ကရင်ဆိုင်ရာပိုင်ရာနဲ့လောရတော့မှာပေါ့ဗျာ။ကဲတပည့်မောင်စိန်ကိုမျိုးရှင်ပွဲကိုသွားယူခဲ့ကွယ်။ဘေးနောက်မှာရန်နေတဲ့ဆရာညိုရဲ့တပည့်မောင်စိန်ဆိုတဲ့သူကဇဇင်နောက်ကိုခတ်တုတ်ပြေးဝင်ပြီးတော့ခတ်တုတ်ပြန်ထွက်လာတယ်ဗျာ မောင်စိန်ကကတော့ဘေးတလုံးကိုပွေလာပြီးတော့ဆရာညိုကိုပေးတယ်။မင်းကောင်းပေါ်မှာရွက်ထားမောင်စိန်။မောင်စိန်ကလေကိုမျိုးရှင်ပွဲကိုခေါင်းပေါ်မှာရွက်ထားလိုက်ခဲ့ပြ။ကိုမျိုးကိုတော်ကိုတကအပိုင်ရပါလေကိုမျိုးရှင်ပြ။ကျွန်တော်ပြင်စလိုက်ဆရာညိုရွာသူနှောက်ရှက်နေပါပြီ။ကိုမျိုးရှင်ကိုတိုင်ချက်ချင်းကြွားလာပြီးတော့ရှင်းပေးပါခင်ဗျာ။ဇိုင်းဝင်းကလေနတ်ဆိုင်ကိုမြိုင်နေအောင်လို့သီးပြီးတယ်ဗျ။အေးလို့ပြောဆိုပြီးတော့ဆရာညိုကလေးသူ့ရဲ့ဘဝအနှံ့နဲ့ဟိုကုတ်ဒီကုတ်လုံနေတဲ့မြောက်ကိုအုပ်လိုက်တယ် ။ညောက်ကတော့ဘွားအနေကြီးနဲ့အုတ်ရက်နဲ့ကိုလုံ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 နေတာဗျ။နောက်တော့ဘင်းနဲ့လက်ကွင်းကလည်းခက်ကြံကြံထူတော့တာပဲဗျ။ဇယညိုကလည်းမန်တန်တွေရွတ်တော့တာပေါ့ဗျာ။ခဏနေတော့ဇယညိုကဘွားအနေကိုဖွင့်လိုက်တာ။ဟန်ပပါနဲ့ကိုကန်လိုက်တယ်ဗျ။ဝေကြီးပရိသတ်ကလည်းအသက်တော်မှမရှူတော့ဘူးထင်ပါတယ်ဗျ။အားလုံးမက်တော်မခက်ဖဲနဲ့ကိုကြည်နေကြတာဗျ။အဲ့ဒီထဲထဲမှာကျုပ်လေးပါတာပေါ့ဗျာ။ဟဲ့ကောင်လေးရှီယာတိုင်းကြီးနေလေဒူးမထောင်နဲ့တော့လူမမြင်ရဘူးကွာဒူးထောက်တဲ့လူကထောက် ။အော်တဲ့သူကအော်၊ဘွဲကင်းနေမှာကြွက်စီကြွက်စီနဲ့ဖြစ်ကုန်ကြတာပေါ့ဗျာ။ဒီချိန်မှာပဲဆရာညိုကပိုအားကိုဟန်ပါပါနဲ့ဖွဲ့လိုက်ရောပြု။ဟာ၊ဘွဲကင်းကြီးတစ်ခုလုံးလက်ခုပ်တီးတာစူညံသွားရောဗျာ။ကြုံလေသဘောကြလုံးလို့လက်ခုပ်တဖြောင်းဖြောင်းနဲ့တီးလိုက်ရောပြု။စစောကယုံဖြူကြီးဗျာ။ငုတ်တို့ကြီးထိုင်းတို့ဒီတော့မှဆရာညိုကပြိတက်ကိုရဲပြီးတော့လက်ဝေးပြတယ်။မလွယ်ဘူးဗျာ။ခင်ဗျားတို့နယ်ဒီကိုတော့ကျွန်တော်တော်တော်လန့်သွားတာအမှန်ပဲဗျာ။ဘဲနေဗျာ။ကြုတ်သားကြီးမောင်ဖြူပျောက်သွားပြီးတော့စုံဖြစ်လို့ဖြစ်၊မြောက်ဖြစ်လို့ဖြစ်နေ။ ကျိုးတော်မန်တန်တွေရွတ်လိုက်ရတာချွေးလုံးကိုပြန်လို့ဇာညိုကပြောရင်းနဲ့ယုံဖြူကြီးကိုပွေ့လိုက်တယ်ဗျကဲ့ဖေးသားမောင်ဖြူကြီးပြိတက်ကြီးကိုဥညွတ်ပြီးတော့နှုတ်ဆက်လိုက်ဆိုကွာဇာညိုကလည်းယုံဖြူကိုဘယ်ဘလန်နဲ့ပွေ့ပြီးတော့ပြိတက်ကိုဥညွတ်တယ်ဗျယုံဖြူကြီးကလည်းဇာညိုလို့တလူမျိုးဥညွတ်တယ်ကျတော့အညာသားတွေတော့မှသဘောကြပြီဆိုရင်ဟမ်မဆောင်တော့ဘူးပြလက်ကုတ်ကလေးတဖြောင်းဖြောင်းတီးပြီးတော့ကိုဂုံပြူကြတာပြကျိုးရဲ့ဘေးကပါလာတဲ့ကြောက်ခဲနဲ့တမဏိကလေးကျုပ်ကိုလက်ကုတ်ပြီးတော့မေးရောပြ ခွေးတာတွေဆောဆောအပြင်ဆက်လက်ဆရာညို့ရွာသူနောက်ချက်တာတကယ်လားဗျဒါဆိုရင်ကျုပ်တို့ရွာမှာပညာသင်ရှိနေရပါဗျာဟာမဟုတ်ပါဘူးကွာဆရာညို့ကလူတွေပို့ပြီးတော့စိတ်ဝင်စားလာအောင်လို့လုပ်ပြတာပါကွာဘယ်သူမှမနောက်ချက်ပါဘူးဩဒီလိုလားဒီတော့မှတမဏိနဲ့ကြောက်ခဲပါလေရီတော့တာဗျာဆရာညို့ဆိုတဲ့သူကတော်တော်ကိုတော်တာပဲဗျာကြောက်ခဲကလေးဆရာညို့ကိုချီးမွမ်းပြီးတော့ပြောတယ်ဗျာအေးဘောကြောက်ခဲရဒါကြောင့်လေဆရာညို့ဘယ်နေမှာပြပြယုံပြည်တာပေါ့ကွာ ြင်ဆက်လေဆရာညိုဆိုတဲ့နာမည်ကိုမသိတဲ့သူရှိတာမှမဟုတ်တာကွာအဲဒီပြောက်ွက်ပြီးတော့နောက်ထပ်ပြရဲပြောက်ွက်တီကလေးကြီးတဲ့သူတိုင်းဟာကနေဟဲကနေဖြစ်ရတာကြီးပါပဲဗျာနောက်ဆုံးပြောက်ွက်ကတော့မနဲ့မိုးလင်းကန်ဒီမှာပြတာဗျာဆရာညိုကစပွဲပေါ်မှာတင်းမလေးခွေပြီးတော့ထိုင်နေပြီးတော့လေထဲကိုမြောက်တက်လာတယ်ကျုံးစိတ်တင်တော့လေထဲကိုတထွားလောက်မြောက်တက်သွားတယ်ဗျာသူရဲ့တပည့်နှစ်ယောက်ကလေဆရာညိုထိုင်နေစပွဲကိုဆွဲယူလိုက်ကြတယ် ဆရာညိုကလေထဲမှာတင်မလေးခွေပြီးတော့ထိုင်ရသားပြဒီပြောက်ကကိုမပြခင်ဆရာညိုကပရိသတ်၅ယောက်ကိုစင်မော်တက်ခဲ့ဖို့ခေါ်ခဲ့တယ်။ကျုပ်ကလည်းခြေဆုံးကတက်တယ်ဗျ။ဒါဒီပဲဗျ။ကျုံတော့ကလည်းတခြားသူတွေလိုက်လာတယ်။သူရဲ့ပြောက်ကကိုကျုပ်ကိုကြိုက်သလောက်စစ်ဆေးနိုင်တယ်လို့ကျိုးပြောသားတည်တယ်ဗျ။ဟုတ်ပါဗျ။ဘာကျိုးနေမှာဆွဲထားတာမရှိဘူး။လေထဲမှာကိုတကယ်ထိုင်နေတာပါဗျ။လူတွေအားလုံးယုံကြည်အောင်လို့ဆရာညိုကထိုင်ရသားကနေပြီးတော့တထွာလောက်မြင်းလိုက်တယ်ဗျ။ပြောက်ကပြီးတော့မှသူရဲ့တပည့်နှစ်ယောက်ကအောက်မှာစပွဲကုံကို ပြန်ခံပေးလိုက်တယ်။ ဇာညိုကလေးပြန်နေဆင်းလာပြီးတော့ဇပွဲပေါ်မှာပြန်ထိုင်လိုက်တယ်ဗျနောက်တနေ့ရောက်တော့တရွာလုံးဗျဇာညိုအကြောင်းကိုပဲထမင်းမွေဟင်းမွေပြောနေကြတော့တာပဲဗျနောက်နေ့ဘုရားဝဲမှာလည်းဇာညိုမျက်လေကိုပအောင်လို့ထဲဖို့စာချုပ်ကြီးချုပ်ဖို့ရွေးတောင်ကုန်းဘုရားဝဲပြင်းမြောက်ရေးကော်မတီကိုဝိုင်းပြီးတော့ပြောကြတော့တာပဲဗျဘုရားဝဲကော်မတီကလည်းစိတ်ချပါဇာညိုမျက်လေပါစီရမယ်ဆိုပြီးတော့ခရီးပေးကြတာပေါ့ဗျဒီတော့အဘရောကျုပ်ပါယာရင်းမှာပေါင်းတော့ကြပေမန့်နေကြတာဗျ မနေ့အစောကြီးရွာလေးဆင်းပြီးတော့ညနေကျမှအလုံသိမ်းကြရတာဒါတော့မှရွာလေးကပေါင်းတော့လိုက်မိသူတွေကိုအကုန်ခေါ်ပြီးတော့နှုတ်ရတာကြောင့်ဒီနေ့အပိသက်သွားပါပြီဗျာသမီးစားပြီးတော့နေကျုပ်ကငကားစည်းဘောလေးကလေးကိုဖွာလိုက်တယ်ခုံတန်းလျောက်ပေါ်မှာအညောင်းဆိုင်ရင်နဲ့နားနေတာပေါ့ဗျာကိုကြီးတာလေးကိုကြီးတာလေးကျုပ်ပါဗျာတန်ခဲ့ပါကျုပ်ရင်ထဲမှာဒုံငနေဖြစ်သွားတယ်ဗျာခမရတော့သိမယ်မထင်ဘူးတန်ခဲ့ဆိုတော့လှရင်ရဲ့မောင်းလေးဗျာလှရင်မှာမောင်းနှမနှစ်ယောက်ရှိတယ်တန်ခဲ့နဲ့ကြောက်ထိုးတယ် ။အဲဒီကအကြီးကလူပြိုကြီးဖဘာဖြစ်နေပြီဗျ။လာရင်ကိုတော့ခမရမတ်မိပါပဲဗျ။ကျုံရဲ့ရီးသားလေးကိုဝေပြိုရဲ့အချက်မှာကျုံရေးပြခဲ့မှုတယ်ဗျ။ကျုံနဲ့လာရင်ရဲ့အကြောင်းလေးဗျ။ဟင်းတန်ငယ်မိုးတော်မှာချုံနေပြီ။လာလာအိမ်မော်တက်ခဲ့လေ။တန်ငယ်ကလေးကိုရင်ဝေပြီးမှအရက်ရှည်လာတာဗျ။တန်ငယ်ကအကျုပ်ရဲ့ပြီးမှဝင်ထိုင်လိုက်တယ်။အဘောင်းနေမိကမှန်ရင်ကမိအလင်းရောင်လေးနဲ့ကြည့်နေကြတယ်ဗျ။တန်ငယ်ကိုဘယ်သူမှသိဖို့မရအောင်။အဘဒါဘာတန်ငယ်ချင်းဘိုးအောင်ဆရဲ့ဒါတန်ငယ်လေ။ဟေး ဒါအောင်စိမ့်သားလားဟာတန်ခဲ့လာစမ်းဒီကိုဘိုးအောင်မင်းကိုလုံးလုံးမမှတ်မိဘူးဗျာမင်းကလည်းအရကြီးကရှေးလာလိုက်တာကွာမိုးထိုးတော့မတက်ပဲကွာတန်ခဲကလည်းအဖနဲ့အမေရှိမှသွားပြီးတော့ထိုင်လိုက်တယ်ဗျာအဖကလည်းတန်ခဲကိုလက်တွေဖြစ်ညက်တခုံးတွေဖြစ်ညက်လှုပ်နေတယ်ဘိုးအောင်စိမ့်ကအဖကလည်းလှုပ်ခင်းနေတငယ်ချင်းတွေလေဗျာမင်းမနဲ့ငါနဲ့ဟိုတနေ့ကတော့မှတွေ့သေးတယ်ကွာတွေ့ရင်လေငငယ်ကအเจ้าတွေပဲပြောပြီးတော့ရေကြတာအမောပဲဟိ no မင်းကိုကြီးတာဒေစီကိုအလေလာလာလာအလေတက်တော်မဟုတ်ဘူးကိုရဲ့ကိစ္စနည်းနည်းရှိလို့ဩကဲကဲပြောကြပြောကြတန်ရဲကလေးကြုတ်ထိုင်နေခုံနန်းလျာမှာပြန်ထိုင်နေပြကဲတန်ကဲပြောကိစ္စဆိုတာဘာကိစ္စတော့ဒီလိုပြကိုကြီးတာဒေရဲ့ကျို့တို့ဗန်ပွေးကုန်းကဘိုးတက်ခါကြီးကိုကိုကြီးတာဒေတိတယ်မဟုတ်လားဟာတိရပါကွာတရုတ်ဟုတ်စိန်ကြီးရဲ့ဝိုင်းကြီးနဲ့အင်ကိုဝယ်လိုက်တယ်ဆိုတော့ဘိုးတက်ခါကိုပြောတာမဟုတ်လားဟုတ်တယ်ဟုတ်တယ်ဘိုးတက်ခါမိမအကြီးမဲထုံကမနေ့ကမှဆုံးသွားတာဗျာ တို့ရဲ့အိမ်မှာဘိုးတက်ခါရဲ့သူရဲ့သားကိုကြီးကျော်ခေါင်းနဲ့သူရဲ့မိန်းမမတ်စရင်ရဲ့ဘိုးတက်ခါရဲ့သားငယ်ကိုကျော်မောင်ရဲ့ဘိုးတက်ခါရဲ့သမီးကျုံနေရွေးတူခင်သိန်းရွယ်ရဲ့အားလုံး၅ယောက်နေကြတယ်ဗျကိုကြီးကျော်ခေါင်းနဲ့အမမတ်စရင်ရဲ့တို့ကလည်းသားသမီးမမွေးကြအောင်အေးပြောပါအောင်ကွာအဲ့ဒါလွန်ခဲ့တဲ့၃ရက်ကအကောင်သားကနေတအိမ်လုံးယူသွားကြလို့ရအေးတအိမ်လုံးသားဆိုပေမဲ့အမမတ်စရင်ကမယူဘူးဗျမပါဘူးမတ်စရင်ကဘာမှမဖြစ်ဘူးတူတူယောက်တည်းပဲအကောင်ကြံနေတာ ဟာဟဲ့ဘလို့ဖြစ်ကြတာရောအကြီးပြင်ဒါမျိုးတစ်ခါမှမကြဘူးပါဘူးတန်ခေးရေဟုတ်တယ်ဗျာကြီးအောင်ကျို့လို့ရောက်มาလေလူတိုင်းအံ့ဩနေကြတာတချို့ကလည်းရိုးရာကြိုင်တာလို့ပြောကြတာဟေးဟုတ်နိုင်နေဟဲ့ကိုတက်ခေါင်းနေသူ့ရဲ့သားသမီးတွေကြီးဖြစ်တာဆိုတော့ရိုးရာဖြစ်နိုင်တယ်ဒရီမာကဘာမှမဖြစ်ဘူးမို့လားအမေကလည်းသူ့ရဲ့ထင်မြင်ချက်တွေကိုပြောတာပေါ့ဗျာအဘကတော့ခေါင်းလေးတညိမ့်ညိမ့်လှုပ်ပြီးမှပြောတာပေါ့ရိုးရာကြီးပဲလေပြောမနေနဲ့ဩငွေချင်းရဲ့ လူပြူစားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့ကျုပ်ကလေတန်ငယ်ကိုမသိမသာအခဲခံပြီးတော့မေးလိုက်တယ်နေပါအောင်တန်ငယ်ရဲ့မင်းငေါ့ဒီကြောင်းလာပြောတာဗန်ပွေးကောင်ကတယောက်ယောက်ပြောခိုင်းလို့လားဟာမဟုတ်ဘူးဗျကျုပ်ဘာသာလာပြီးတော့မေးစမ်းကြည့်တာဗျာမင်းနဲ့ဘိုးတက်ခါသာကျော်မောင်နဲ့ရင်းနေတယ်မဟုတ်လားမဟုတ်ဘူးကိုကြီးတာတည်းရဲ့ကျော်မှန်တိုင်းပြောမယ်ကိုကြီးတာတည်းကကျော်ရဲ့မတော်လိုက်ရတဲ့ရောက်ပါဗျာဒီလိုဗျာဘိုးတက်ခါရဲ့သမီးခင်းနှိမ့်ွယ်နေကျုံနေကသမီးကြီးသာဖြစ်နေတာကြားပြီအခုကြီးသားကပါယူသွားလို့ကိုကြီးတာတည်းရဲ့ ဩဒီလိုလားကွာငါလေးဒီဖြစ်မျိုးကိုတခါမှမကြားဘူးတန်ခေရဒီတော့ဒီလိုလို့ဒီတရနေ့အတွင်းဘာဖြစ်တယ်ဆိုတော့ဝိဒါတွေတိအောင်လို့လောက်လိုက်မယ်ကဲမိုးချုပ်ပြီငါလိုက်ဖို့မယ်တန်ခေဟာမလိုက်နဲ့မလိုက်နဲ့ဟိုကျုပ်ဘာသာကျုပ်ပြန်ဝင်ပါလေဗျာတန်ခေကပြောပြောဆိုဆိုနဲ့ပြန်ချသွားရောဗျာအဘတော်မိတို့ကကျုံနေဒီအကြောင်းကိုဇက်ပြောပြကြရဲဗျာရုပ်ရည်ကြီးတအိမ်လုံးယူသွားတာမျိုးအဘတော်အမိတို့တော့မှမကြားဘူးဘူးဗျာတာတီတာတီငါသိမ့်စော်ပါဟာ လာပြန်ပြီဗျာဗန်ဘွေးကုံသားတိောက် တင်းစုံဆိုတာကျုံနဲ့မြို့ရောက်မှာအထူးထူးတက်ခဲ့တယ်တငယ်ချင်းလေးပြတင်းစုံလာလီကွာတက်ခဲ့တင်းစုံကတန်းလျာမှာထိုင်နေတာကနေပြီးတော့ခြားသားတွေဈေးပေါ်လေးကိုတန်းကင်ပြီးတော့မီးနီတော့တာပဲဗျတင်းစုံကတော့ကျုံရဲ့အိမ်မှာငကိုကလေးကစားအိမ်တောက်အိမ်ဖြစ်နေတာဗျဟဲ့တင်းစောနင်တို့နန်းတွေဘဲနေတော့ကောင်းရဲ့လားကောင်းတယ်အကြီးအောင်အပင်တွေတော်တော်တက်တယ်အေးအေးပေါင်းလိုက်ပြီပြီလားမနေ့တနေ့ကပဲပြီးသွားတာဗျကျောက်ကလေးတင်းစောကိုကြည့်ပြီးတော့မေးလိုက်တော့တယ်မင်းနဲ့တန်ငယ်နဲ့လမ်းမှာတွေ့လိုက်လား ဘဲတန်းကြီးလေလရင်ရမောင်းလားအေးလေတန်းကြီးအခုပဲပြန်သွားတာမတွေ့ဘူးကငါညနေကလေးကရောက်နေတာမြောက်ပိုင်းကဘုံမင်းတင်စီကိုဝင်းနေလို့ကမင်းရမတော်လိုက်ရတဲ့ရောက်ပါလီလာသွားပြီဆိုတော့တို့ရွာကတရင်တွေမင်းကြပြီးသွားရောပေါ့ကွာတန်းကြီးကလေသူ့ရဲ့ရည်စားခင်သိမ့်နေအတွက်မစားနိုင်မတော့နိုင်ကိုဖြစ်နေတာကွာဟဲ့သိန်းဆိုရဲ့ကိုတဲ့ခါးကြီးကိုလေဘယ်လိုဖြစ်ကြတာတော့စိတ်မကောင်းစရာဟဲ့ဟုတ်တယ်ကြီးရဲ့အခုရွာတွေကလူတွေကသွားပြီးတော့စောင့်နေကြရတာ ဘာကိုမှမမတ်မိအောင်လို့ယူသွားကြတာဗျယူသမားတွတ်တွက်ကိုလဲရောပြူဟဲ့နေပါအောင်ဟဲ့သူတို့မိသားစုချင်းရောမမှီကြရဲ့လားဘယ်ကားသာမမှီပါတော့အကြီးရဲ့ဖအေးကိုသားတွေကမသိသားတွေကိုလည်းဖအေးကမသိဘူးဗျခင်သိန်းတွေကိုတော့သူ့ရဲ့အမဝမ်းခွဲတွေလာပြီးတော့စောင့်ရှောက်နေကြတယ်ဒါပေမဲ့တိတ်ပြီးတော့ကြမ်းကြမ်းတမ်းတမ်းနေမဟုတ်လို့တော်သေးတာပေါ့ဗျမင်းကလည်းဒီကိစ္စပဲလာတာမို့လားကျောက်ကလေးသိန်းစုံကိုမေးလိုက်တော့သိန်းစုံကတောက်နေတဲ့ဈေးလေးလေးကိုပေးချပြီးတော့ပြောတယ်ဗျာ ်အေးဟုတ်တယ်ဒါဒီဒါပေမဲ့မင်းစီမလာခင်ငါဘုံမင်းစီစီကိုအရင်သွားတာကွာဘုံမင်းနေတဲ့ဥဒက္ခကတငယ်ချင်းလေကွာတယောက်ကြောင့်တယောက်အကုန်သိကြတာဒါကြောင့်ငါဝင်တွေ့ပြီးတော့အကျိုးချောင်းသိရအောင်လို့မေးတာကွာအေးကောင်းတာပေါ့ကွာတိတ်တော်ရလို့ဘုံမင်းနေကဥဒက္ခနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားဘာပြောလိုက်တော့ဥဒက္ခကတော့ထူးထူးခြားခြားပြောစရာကြောင်းဘာမှမရှိပါဘူးကွာဥဒက္ခကအေးစစ်စစ်နေတဲ့လူပဲလေကွာဒါပေမဲ့ဘုံမင်းနေပြောတဲ့အထဲမှာဥဒက္ခရဲ့အဘိုးကဥစံပြူလဲကွာ အထက်လန်းလားအောက်လန်းလားတော့မသိဘူးတဲ့တတော်ကိုစွမ်းတာလေကွာသူလာတာနဲ့အနီးနာကမွေစုံမှန်သမျှထွက်ပြေးကြတာဆိုပဲဇုံးနေကွေတွေဆိုတော့ဘိုးဆံပြူကိုကြောက်ကြတာပြပြကိုဝင့်နေတာဆိုပဲကွာ38မိနစ်နဲ့ကိုတော့မှခေါ်ပြီးတော့ခိုင်းနိုင်တာပဲလေနတ်ဆိုးတွေနတ်မိတ်ဆောင်တွေဆိုရင်ဘိုးဆံပြူကိုကြောက်လို့ပုန်းနေကြရတာဆိုပဲကွာအဖိုးကြီးကမြေသားတမလူလူမဟုတ်ဘူးတဲ့ဟိတော်တော်ကြမ်းတာဆိုပဲ ပြောမရရင်သရေသစီစုံကဝေမပြောနဲ့နမိတ်စားတွေကိုတော့မှတပိမှကျိုးတော်ပြီးတော့ရိုက်တာဆိုပဲဟာဒီလောက်တော့မေးလောက်ကွာတိမ့်စော်ရနေပါဦးဒီเจ้าတွေကိုဝိုးမိနေတာပြောပြတာလားသူကဒါတွေဘယ်လိုသိတာတုံးကွာဥတ္တခါရဲ့အဖေဥပုရှိတုံးကဘိုးမိနေကဥတ္တခါရဲ့အိမ်မှာဝင်ထွက်သွားလာပြီးတော့စားတော်နေတာဆိုတော့ဘိုးဘူးကြီးမသိခင်ကသူ့ရဲ့အဖေเจ้าကိုပြောပြတာလေကွာဩတော်တော်စွမ်းနေအဖိုးကြီးပဲကွာနော် เออအခုကလာတာကလေအဲ့ရွာကလူတွေကဟိုတဲ့ခါတော့မိသားစုကိစ္စကိုအစွဲတက်တက်ဆီရပေးဖို့တာတီနဲ့တိုင်ပြမှာဆိုလို့ငါလာခဲ့တာကွာတာတီရเออဟုတ်ပြီသိဆုံးဒါလေးရက်ဆွေရမျိုးကိစ္စပဲကွာမင်းတို့ကတော့လောက်ကြရောက်မှာပေါ့ကွာငါအပြန်ဆုံးအเจ้าနေတိရအောင်လို့လှုပ်လိုက်ပါမယ်ထူးတာနဲ့ဗမွေးကုန်းကိုငါလာခဲ့မယ်သိဆုံးပြန်သွားတော့9နိုင်ထိုးပြီပြကျုပ်တို့လည်းအဲ့ရဝင်ကြတော့တယ်တနေ့လုံးရာတိုင်းမှာလောက်ခဲ့ကြတော့အဖရောကျုပ်ရောအဲ့ဂျင်နေကြပြီပေါ့ဗျာ ကျော်မဘဲဝါရဲ့ကိုခွဲရုပ်ကလေးကိုယူပြီးတော့မဘဲဝါကိုအိမ်မက်ပေးပါလို့ပင်ပိန်လိုက်တော်တယ်။မဘဲဝါကမိုးလေးပါနီးမှကျုပ်ကိုအိမ်မက်ပေးတယ်ဗျ။ခါတိုင်းလိုမျိုးစနေရာဒီပင်ကြီးရဲ့အောက်မှာပဲဗျ။ဟဲ့တာဒီနင်နောက်ကြသွားပြီ။ဒါပေမဲ့ကြံနေတဲ့လူကတော့မိမှာပေါ့လေ။တက်ကားရဲ့အဖိုးဆန်းပြူးဆိုတဲ့လူကနတ်မောအောင်ထားတဲ့မော်ဝိဇာကြီးဟဲ့။ငါတို့တွေအားလုံးသူ့ကိုကြောက်ကြရတာ။နတ်မိစာကိုဖမ်းပြီးတော့ပလင်းတွေကိုထည့်တယ်။ပြီးတော့မြစ်ထဲကနေပေးလိုက်တဲ့ရောက်စီလို့ အဋိဋ္ဌံလောက်ပြီးမျောလိုက်တော့အဲ့ဒီပလင်းဟာပင်လယ်ထဲမှာနှစ်တရာလောက်မျောနေပြီးတော့မှပမာပြည်ကိုပြန်ရောက်လာပြီးပင်လယ်ကမ်းခြေမှာတင်းနေတယ်။လူငယ်တယောက်ကပလင်းကိုကောက်ယူပြီးတော့အဖုံးပွေးကြီးလိုက်တယ်။ဒီမှာနေနမိတ်စာကလွတ်သွားပြီးတော့အဲ့ဒီလူငယ်ကိုတတိလက်အောင်လို့လှုပ်လိုက်တယ်။ပြီးတော့အနှစ်တရာလောက်လောက်ဝိညာဉ်ငတ်နေတဲ့နမိတ်စာဟာကောင်းလေးရဲ့ဝိညာဉ်ကိုစုပ်ယူခဲ့တော့တယ်။သူကဝိညာဉ်တကားဆုံးရင်၁၀နှစ်အသက်ရှိတဲ့ အဲ့လိုမျိုးစုတ်တဲ့နတ်မိတ်ဆာကသူ့ကိုပင်လေတဲ့မျောချခဲ့တဲ့မဝိစာစံပြူကိုရှာခဲ့တယ်။ဒါပေမဲ့စံပြူမရှိတော့သူ့ရဲ့သားငပုတော်မှမရှိတော့သူ့ရဲ့မြေတက်ခါကတော့ရှိသေးတယ်ဆိုတော့တည်သွားတာနဲ့ချက်ချင်းလိုက်ပြီးတော့စံပြူအစားတက်ခါတို့မိသားစုကိုလက်စားချေတော့တာပဲဟိ။နင်းတော့ကြသွားပြီ။တက်ခါနဲ့သူ့ရဲ့သားကိုနတ်မိတ်ဆာဝင်းကျင်စုတ်သွားပြီဟဲ့။သူ့ကိုတော်ရုံစရာနိုင်မမဟုတ်ဘူးတာဒီ။ဒါပဲဗျ။ဒါပဲပြောပြီးတော့မဖဲဟောပျောက်သွားတယ်။တာဒီဟဲ့တာဒီထအောင်ဟဲ့ဒီမှာတိတ်ဆုံရောက်လို့ ကျုပ်ကလေးကပြားကရထားလိုက်တယ်ဗျပြီးတော့တိမ့်စုံကိုမေးလိုက်တယ်တိမ့်စုံဘိုးတကာတိတ်ပြီမို့လားအေးဘယ်လိုသိနေရတော့တာတည်းရဲ့ဘယ်သူပါသွားသည်တော့ကျော်မောင်မတည်တော့တာကွာနေရာလုံးပါဇက်ကြီးတွေအကျဲကြီးဟပြီးတည်တော့တာကွာခေါင်းကြီးတွေကမော့မော့ကြီးတွေဖြစ်နေတာအဲ့ဒါဝိညာဉ်ဆုံတဲ့လက်ချံကွာဘိုးတကာကိုဝိညာဉ်ဆုတ်သွားကြတာဟေးဘာပြောရဲတာတည်းဝိညာဉ်ဆုံတဲ့ဟုတ်လားအေးဟုတ်တယ်ကွာလူဝိညာဉ်ကိုပါဇက်ကနေပြီးတော့ဆုတ်ယူသွားတာဒါနဲ့မင်းဒီအကြောင်းကိုလာပြောတာလားတိမ့်စုံ မဟုတ်ဘူးကွာဒါတွေမကောက်ဘူးငါတို့ဗန်ပွေးကုန်းဆရာတော်ရဲ့အကြောင်းမှဘိုးတော်ကြီးတယောက်ရောက်နေတယ်ကွာအဲ့ဒါဆရာတော်ကငါ့ကိုခေါ်ခိုင်းပြီးတော့မိတ်နာဟိဒါတွေကိုအမြန်သွားခေါ်ခဲ့ဆိုလို့ငါလာတာဘိုးတခါသေးတဲ့တရင်လဲပြောရင်းပေါ့ကွာအေးဘယ်ရောက်ဘိုးတော်ကြီးတော့ကွာဘိုးလူပဲလွတ်တာလားဟာဘိုးလူပဲကငါသိတာပေါ့ကွာအခုဘိုးတော်ကြီးကိုငါမမြင်ဘူးဘူးကွာကျောက်ကလေးချက်ချင်းလိုက်ရတော့တာပေါ့ဗျာဗန်မွေးကုန်းဆရာတော်အကြောင်းကိုကျုံနေသိန်းစုံရောက်တော့ဖရာကမှထိုင်နေတဲ့ဘိုးတော်ကြီးကကျုပ်ကိုပြုံးပြတယ်ဗျာ ဟာအဖိုးအဖိုးကြွားလာလေဟုတ်လားအေးကွာမောင်တာတည်းရဲ့ကိကြကတတော်ကိုအရေးကြီးနေတာလူကလေးရဲ့အဖိုးမလာလို့မဖြစ်ဘူးဒါတော့မှအဖိုးရောက်နေနောက်ကြလို့တက်ခါနဲ့သူ့ရဲ့သားတယောက်ပါသွားရှာပြီအခုကျုပ်ကိုပြောနေတာကအဖေရှင်ပြရွှေကူရှင်မမကျုပ်ကိုတိုက်သေးပြန်ဝင်ခိုင်းနဲ့အဖိုးဆရာကြီးလေဗျာအဖိုးဆရာကြီးရောက်လာတာကျုပ်ဖြင့်အံ့ဩလိုက်တာဗျာအဖေရှင်အကြောင်းကိုမဖဲဝါမဝင်ရမှလဲကျုပ်ရေးထားပါတယ်ဗျာမောင်တာတယောက်လေးဆေးဝါးရိအစုံလင်ပါရဲ့လား ပါပါရဲဘူးအဖို့ဘယ်စေးကိုမေးရအောင်ပြောင်းမြက်ကွင်းစေးလေမင်းကိုမောင်ပွားရဲ့တပည့်ရှမ်းစရာပေးထားတာလေဟာပါပါရဲဘူးရဲ့အေးဒါထုတ်ပြီးတော့ကွင်းထားလိုက်ဒိဗာစကုရောဒိဗာသောတာရောရအောင်လို့အဖို့လုပ်ပေးမယ်ရော့ဟိုဒီချီမန်းကွင်းကိုယူထားအဖို့ကဆွတ်လိုက်ဆိုရင်ဘာမှကြောင်းနဲ့ပြေးပြီးတော့သာဆွတ်လိုက်ကြလာမောင်တာလေဒီကောင်မင်တက်မိနေအောင်လို့အဖို့လှုပ်ထားတော့မှာဟုတ်ကဲ့ပါအဖို့အဖို့ပွဲနေပြင်ပြီးပါပြီခင်ဗျာ အမွေကုန်းသားတွေအပေါ်တက်မှာပွေးပြင်းနေကြတာဗျ။ကဲဒါဆိုရင်အပေါ်တက်ကိုတက်ကြဟိဒီကောင်းကိုမြင်မြန်မနိုင်နေနိုင်ရင်မင်းတို့တူရလုံးတော်မှာဂုံသွားနိုင်နေဒီကောင်းကဆန်ဖြူရဲ့ဆွေစဉ်မျိုးဆက်ကိုအကုန်လုံးဝင့်ညင်ဆုံးမဲ့ကောင်းကွဟင်အဘိုးဆရာကြီးကဒီကိစ္စကြွလာတာကိုနမိတ်ဆောင်ကိုနှိမ်နှင်းမှုကြွလာတာဗျကြိုးပြင်းဝမ်းသာလိုက်တာဗျအဘိုးပြောနေတာကိုဇီယာရောရောဗန်ပွေးကုံသားရောနားလေပုံမရဘူးဗျကြိုးကတော့မဖေးဝါညာကအိမ်မက်ထဲမှာပြောသွားလို့သိနေပြီပေါ့ဗျ ီလူတွေကတော့နမိတ်စာဆိုတာလည်းမသိကြဘူးပေါ့ဗျာဝိညာဉ်စုတ်တယ်ဆိုတာလည်းမသိဘူးဗျာဇန်ဖြူဆိုတာကလည်းဘယ်သူမှမသိဘူးပေါ့ဗျာကျောင်းပေါ်တက်ကိုရောက်တော့ဘုရားကမ်းမှာပွဲတွေပြင်ထားတယ်ဗျာဖယောင်းနိုင်အမွေးတိုင်းတွေကလည်းအပြည့်ထုံးလို့ဗျာမော်တာတရောခုကိစ္စကိုသိရလားကွယ်အပေါ်တဲ့ဘုရားကမ်းမှာထိုင်လိုက်ပြီးတာနဲ့အဖိုးကမေးတာဗျာသိပါတယ်ဗျဥဒခါရဲ့အဖိုးဦးစံမြူကနမိတ်စာကိုပလင်းနဲ့ထည့်သွင်းပြီးရေကိုမျောခဲ့ရာကစတာပါဗျ။ဟာတဲဟုတ်တယ်လူပဲကွယ်။နော်လူကလေးဒါရီကိုဘယ်လိုစီရအောင်ကွယ်။ မဖေးဘွားပြောပြတာပါဗို့ဟောအေးအေးဟုတ်ပြီဟုတ်ပြီမော်တော်တွေကသိကျင်တာလေးရှိရင်သူ့ကိုမေးရတာဗို့ဟုတ်လားဟုတ်ပါတယ်ဗို့အခုအဲ့ဒီနတ်မိတ်ဆာကိုအဘိုးခေါ်ပြီးတော့အမိန်ချတော့မှာကွယ်ဒါပေမဲ့ဒီကောင်ကနတ်မိတ်ဆာဆိုတော့အင်မတန်ဆိုးတော့အဘိုးတို့ကလည်းသူ့ကိုခြေလုံးလက်လုံးပြအောင်လို့မလုပ်ချင်ကြဘူးကွယ်ဒါပေမဲ့မိတ်မနာခံရင်တော့ငရေရောက်အောင်လို့ပို့ရမှာဗို့ကွယ်ဗမွေကုန်းသားတွေကလည်းအကြောင်းတွေမှာပြည်နေကြပြီဗျတယောက်စကားတယောက်နားဗို့ဗျာကဲအားလုံးဝေးဝေးမှသွားထိုင်ကြအန်ရည်များတယ် အဘိုးဇီယာကြီးကလည်းပြောလိုက်တော့ဗန်မွေးကုန်းသားတွေအကြောင်းကြီးရဲ့နေရာမှာကတ်သွားပြီးတော့ထိုင်နေကြရောဗျာကဲမောင်တာဒီအဘိုးပြီးသားတွေချီမန်းကွေးကိုအစင်းသေးပြင်ထားပြီးတော့ကွယ်ဟုတ်ကဲ့ဘိုးဟောဒီစပူတခွေမှာအဖေရှင် အမိတ်ပြန်လိုက်မင်းအားလုံးကြားသိသေးတမုတ်ဒီယာရဲမျောနေရာကပြန်ရောက်လာတဲ့ဝိညာဉ်စုပ်နတ်မိတ်စားကတင်ရှိရရက်ကနေပြီးတော့အခုချက်ချင်းငါရှေ့မှောက်ကိုရောက်ရှိစေရမယ်အထက်ပုဂ္ဂိုလ်ကြီးများအားလုံးရဲ့အမိတ်နော်အော် အမိတ်ဆုံးတာတွေရောက်လာတာပြုအဘိုးဇီယာကြီးရဲ့အမိတ်ပြင်းကြပြောင်း အောင်မလီပြနမိတ်စာရဲ့ကောင်းကသပင်ကစုပ်ဖွားကြည့်ပြကောင်းမရှမ်းမဲတဲ့အနီစာကိုပေါင်းစားနှစ်ဖက်ချပြီးတော့ပေါင်းထားတာပြမျက်လုံးကြီးကလည်းပြူးထွက်နေတာပြူလူတွေကိုလိုက်ကြည့်နေတယ်ပြပြီးတော့အဖေရှင်ကိုတည်တည်ကြာကြည့်နေတယ်တင်မလီကိုချိန်ထိုင်နေတာပြအယူသေးလည်းမပြူကျုပ်ရာဇဝင်တွေးကိုကျုပ်စက်နေတာခမရတို့ဝင်မရှုတ်ကြပါနဲ့ကျုပ်ကတော့ဘဒုကောမှာကြောက်မဲ့သူမဟုတ်ဘူးနော်မော်တော်ဒီဆွတ်လိုက်တော့ ကျောကလေးတိုင်းနေရာကနေပြီးတော့လက်ကနေပြေးပြီးတော့လက်ထဲကကြီးမန်းခွင်ကိုနမိတ်စာကောင်းရဲ့ခေါင်းကနေပြီးတော့စွတ်ချလိုက်တယ်။နမိတ်စာကနောက်ကပြေးဝင်ပြီးတော့ကြီးမန်းခွင်ဆွတ်လိုက်တဲ့ကျုပ်ကိုဇက်ကနေလက်ကြည့်ပြီးတော့တောက်တစ်ချက်ခေါက်လိုက်တယ်ဗျ။ကျောကလေးကြီးမန်းခွင်ဆွတ်ပြီးတာနဲ့နောက်ကိုတလန်လောက်ပြန်ဆုတ်ပြီးတော့หนีလိုက်တာပေါ့ဗျ။ကြီးမန်းခွင်ကစွန့်လိုက်ပါပြီဗျ။စစောကသောသောပုံထားနေတဲ့နမိတ်စာတကားလေးကိုငြိမ်ချသွားရောပြု။တင်းရောအထက်ပုဂ္ဂိုလ်ကြီးတွေကဟင်းမွေနာမှာတွားပြီးတော့ဒဏ်ထမ်းရမယ်လို့အမိန့်ရှိလိုက်ပါတယ်။ တင်ဒီမိတ်ကိုနာခံသလားဝိညာဉ်ဆုပ်တဲ့လူသက်သမားနတ်မိတ်စာကောင်ဟေကောင်းနေမင်းတို့ထက်တွေအောက်တွေငါလာမပြောနဲ့ငါဘဘူးအမိတ်ကိုမှနာခံတဲ့ကောင်မဟုတ်ဘူးမင်းတို့နိုင်ငါ့ကိုကြိုက်တယ်လို့လုံလိုက်အမိတ်နာခံမလားလို့လာမမေးနဲ့ကျုပ်တော့အံ့ဩတာပဲဗျာအဖေရှင်လိုပုဂ္ဂိုလ်ကြီးကိုတော့မှပမာမခန့်ပြောရတဲ့နတ်မိတ်စာကြီးရောအဖေရှင်ကလည်းအချိန်ဆိုင်မနေဘူးဗျာထိုင်နေရကနေပြီးတော့ဇက်ကနေထားနေတီးပြီးတော့သူ့ရဲ့လက်ဝါးနဲ့နတ်မိတ်စာရဲ့ကောင်းကိုရိုက်ချလိုက်တယ်ဗျာ နမိတ်စာရဲ့ငေသာပေါင်းလို့အော်ရီအတန်ကြီးကိုလည်းကြားလိုက်ရတယ်ဗျကျုပ်ကမြက်ကွင်းစိတ်ကွင်းနားရပြီးအဖိုးစရာကြီးကဒိဗသောသားလို့ခေါ်ရအကြအာယုံမှာကျုပ်ကိုပွင့်ပေးထားတာဗျမော်တာဒီအဖိုးအိတ်ထဲကအစိမ်းအောင်ပလင်သွားယူကျုပ်ကလည်းအဖိုးစရာကြီးချထားတဲ့လွယ်အိတ်ထဲကအစိမ်းအောင်ပလင်ကိုပြေးယူလိုက်တယ်ဗျအဖုံးကိုဖွင့်လိုက်ကျုပ်ကလည်းအဖုံးကိုဖွင့်လိုက်တယ်ဒီချိန်မှာအဖိုးစရာကြီးကရိုက်လိုက်တဲ့နမိတ်စာဟာတပြေပြေးသေးသွားလိုက်တာနောက်ဆုံးလက်မအရွယ်လောက်ပဲရှိတော့တာဗျအဖိုးကလည်းနမိတ်စာကိုဂုတ်ကဆွဲပြီးတော့ပလင်အစိမ်းထဲကိုထည့်လိုက်တယ် ပြီးတော့နေဖုန်းကိုပြန်ပိတ်လိုက်တယ်။ကျောက်စောထားတဲ့ချီမန်ကွေကကျမ်းမြင်မှာအခွေလိုက်ကလေးပြ။မော်တာတွေချီမန်ကွေတိမ့်လိုက်။အဖိုးအိတ်ထဲမှာသွားပြီးတော့ထည့်ထားရေကွယ်။ကျုပ်ကလည်းချီမန်ကွေတိမ့်မိလိုက်တယ်ပြ။မော်တာတွေရော့ဟော်ဒီပလင်းကိုကင်ခဲ့။ဘာမှမကြောက်နဲ့။ဒီကောင်ကလူတွေကိုဒုက္ခမပေးနိုင်တော့ပါဘူးကွယ်။လာအဖိုးတော့ကလိုက်ခဲ့။ကျတို့ရွာပြင်ရောက်တော့အဖိုးကလည်းမြေကြီးပေါ်မှာဇီးဝိုင်းတစ်ခုဝိုင်းလိုက်တယ်ပြ။မော်တာတွေအဖိုးကပြည့်စုံရင်အဲ့ဒီပလင်းကိုပြည့်ထည့်လိုက်ကြားလား။ ။ဗမွေးကုန်းတီရွာလုံးကလည်းကျုပ်တို့နောက်ကခဲလန်းလန်းကနေပြီးတော့ကြည်နေကြတာပြု။လူတော်မနေဘူး။အဘိုးဆရာကြီးကမန်တန်တွေကိုရွတ်တယ်။ဟောမိတော်ကြီးဗျာ။ရေကြီးတွေကနေပြီးတော့ထွက်လာတာပြု။ပူလိုက်တာမှဗျာဘလူပူမန့်ကို မသိတာ။မောင်တာဒီငရေတကားပွင့်သွားပြီ။အဲ့ဒီမိတော်တဲကိုမဲလက်ထဲကပလင်းပစ်ထည့်လိုက်တော့ကျုပ်ကလည်းအရှိနေနေတိုးပြီးတော့မိတော်ထဲကိုပလင်းအစိမ်ကြီးပြစ်ထည့်လိုက်တယ်ဗျာ။ဟောမိတော်ကြီးကပလင်းကိုလှမ်းပြီးတော့ဖမ်းလိုက်တယ်လို့ပဲဗျာ။ပလင်းကိုပိုက်ပြီးတော့မြေကြီးတဲကိုပြန်ဝင်သွားတော့တာဗျာ။ မိတော်ကြီးမြေကြီးတဲ့ဆင်းသွားတဲ့အတန်ကဝီ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 ဆိုပြီးတော့မြည်သွားတာဗျကျုံစိတ်တင်တော့အနတ်ကြီးကိုဆင်းသွားတယ်လို့ပဲထင်တာဗျကဲမောင်းတာဒီဘယောင်းမသိတရားမသိမြင်းမြတ်သူကိုလည်းမသိတဲ့နတ်မိတ်စာကောင်တော့မဟာဝီစီငရဲကိုပို့လိုက်ရပြီကွကဲရွာလေးကိုဝင်ကြစို့ကွကျတို့ရွာလေးပြန်ရောက်တော့ဦးတက်ခါရဲ့သားကြီးကိုကျော်ခေါင်းနဲ့ဦးတက်ခါရဲ့သမီးခင်သိန်းနယ်တို့နှစ်ယောက်စလုံးကအကောင်းပါကတိပြန်ဖြစ်နေကြပြီယောက်။ဇီယောတို့အကြောင်းကိုလိုက်လာကြပြီးတော့အဖိုးဇီယာကြီးကိုကတော့ကြရင်ကြောပြင်းဝမ်းသာလိုက်ရပါဗျာ ဦးတက်ခါနဲ့ကျော်မောင်ကိုမမီလိုက်တာတော့ကျုပ်တော်တော်ကိုစိတ်မကောင်းဖြစ်မိတယ်ဗျ။အဲဒီညမှာပဲအဖိုးဆရာကြီးကပြန်ကြွားသွားတယ်ဗျ။ကျုပ်ကလည်းထဏောင်းကုန်းကိုပြန်လာခဲ့တာပေါ့ဗျာ။ ဟုတ်ကဲ့ပါဗျာအခုနောက်ဆက်ကြရတဲ့ဇလံကတော့စာရေးသူတာတေးရေးသားထားတဲ့ဝိညာဉ်စုတဲ့နန်းဆိုတဲ့ဇလံလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇလံကိုအစားကနေအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမီတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရယ်ခင်ဗျာ